င်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းကျွန်တော်ကောင်းမြတ်ကထောအရင်နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့မှာတော့ချက်ချင်းများစွာဖြင့်ဖန်တီးပေးထားတဲ့ဝတ်စုံလေးနှစ်စုံနဲ့မိတ်ဆက်ပေးပြရစီဒါလေးကတော့ချစ်ရတဲ့ညီမလေးအတွက်ပါဒါလေးကတော့ချစ်ရတဲ့မိမေအတွက်ပါမြကြီးနားမှာကျောင်းရေဆက်ချအတွက်စီစဉ်ပေးထားတဲ့ဝတ်စုံလေးနှစ်စုံမှာရိုးရိုးလေးပဲလိုချင်တဲ့စင်တူမသိမ့်မရင်းလေးပဲလိုချင်တယ်ဆိုတော့အမေကိုလည်းเนาะသူကလုံကြီးမှာပါတဲ့เนาะပန်းလေးကိုပဲအဓိကထားပြီးယူထားပေးပါတယ် ယ်။လုံချီနေနဲ့အိမ်လေးနဲ့တဆက်သေးဖြစ်အောင်စီစဉ်ပေးထားပါတယ်။ဒီမှာဆိုလို့ရှိရင်အိမ်မှာအသုံးပြုထားတဲ့เนาะဇာလှလှကြွကြွလေးကိုပဲပြန်ပြီးတော့ပဝါမှာတစ်ထည့်လုံးပြန်ပြီးပုံဖော်ပေးထားပါတယ်။ဂျီယံဘက်အဝိုက်ကလေးတွေတော့တွေ့ရစားအနာတိုင်းလေးပဲခရစ်စတယ်လေးတွေကိုကြွကြွလေးဖြစ်အောင်စီစဉ်ပေးထားပါတယ်။အမိတ်ကလေးမှာတော့ခရမ်းလေးနဲ့ပန်းလေးနဲ့ဆက်ထားပါတယ်။အရန်လာတဲ့ဝတ်စုံလေးစစုပ်ဖြစ်ပါတယ်။ဒီဝတ်စုံလေးဆိုရင်လည်းညီမလေ ရဲ့အလှကိုပေါ်နေအောင် ဖန်တီးပေးထားတဲ့ဝက်စုံလေးပါအဲသူကတော့ drop in လေးတွေကိုသူ့နေရာလေးနဲ့တူအထာကြကြလေးယူထားတယ်အဲ လူငယ်တယောက်ရဲ့အလှကိုပေါ်နှွေအောင်စီစဉ်ပေးထားတဲ့ဝတ်စုံဆိုရင်လည်းမမားပါဘူးအဲဇာလေးကလည်းတော်တော်လေးလှတဲ့เนาะကိုရီးယားဇာပန်းအကြွာလေးပါအသုံးပြုထားတာလေလုံချင်လေးမှာတော့ခရမ်းလေးတွေကိုပဲဦးစားပေးထားပါတယ်ညီမလေးတို့ကဒီလိုမျိုးအယောင်ဆက်ကိုကြိုက်နှစ်တက်တယ်လို့ပူဇော်ထားတဲ့အတွက်ကြောင့်တိတိချာချာလေးစီစဉ်ပေးထားတဲ့ဝတ်စုံလေးနှစ်စုံပါချစ်ရတဲ့မိမိအတွက်နောက်ထပ်ဝတ်စုံလေးစုံဖန်တီးပေးထားပါတယ်ခဏလေးစောင့်ပါเนาะချစ်မိမိအတွက်နောက်တစ်ထည့်စီစဉ်ပေးထားတာပါအရင်လှပါတယ် ခရစ်စတယ်လေးတွေကလေကောင်းမြတ်ကထောရဲ့လက်ရာလို့ပြောစရာမလိုအောင်တမူထူချပြီးလှနေတယ်ဟုတ်ကဲဒီမှာတော့နော်စัจจဘန်းလေးတွေကိုသူ့နေရာလေးနဲ့တူအစဉ်ပြေအောင်ဝေဝေလေးဖြစ်အောင်စီစဉ်ပေးထားပါတယ်အောက်ခံ base အယောင်လေးကိုပဲစီစဉ်ဖန်တီးပေးထားပါတယ်အရန်လာတဲ့ဝတ်စုံလေးဖြစ်ပါတယ်ချစ်တော်တို့နဲ့အကြိုက်တစ်ထဲကြမယ်ထင်ပါတယ်နော် အဲဒီဝစ်စုံလေးကတော့ခဲပေါ်မှာရွှေနဲ့ငွေနဲ့ဆက်ထားတဲ့ချစ်ကလေးပါဒီဝစ်စုံလေးကိုကျွန်တော်အရန်ချိန်ပါတယ်ကြည့်ပါဦးအနားလေးကိုလည်းလေပုံလေးဖော်ထားတယ်အရန်လှပါတယ်ဘာခရစ်စတယ်လေးတွေလည်းလေပြပြကလေးနဲ့တော့စိတ်စိတ်ကလေးဖြစ်အောင်တည်တည်ချာချာလေးထိုးထားပေးပါတယ်တခါတလေမှဒီလိုမျိုးရိုးရိုးရင်ရင်ဝစ်စုံလေးရလေလူများသားထဲမှာပို့ပြီးထင်းထင်းလေးလေးနဲ့လှစေပါတယ်ဟုတ်တယ်မလား တခင်ရတဲ့အမအတွက်စီစဉ်ပေးထားတဲ့ပိုးစစ်ချိတ်ကလေးနှစ်စုံပါဒီမှာဆိုရင်လည်းတကယ်ကိုအမကလေတခါတလေမှာတဲ့ကောင်းမြတ်ရေးတဲ့ဒီလိုရိုးရိုးလေးပဲတဲ့ဝစ်ချင်ပါလေလို့ပူစာထားတဲ့အတွက်တကယ်ကိုပိုးပြောင်လေးနဲ့တတ်တတ်ရရတိတိပပလေးပဲလှုပ်ထားပေးပါရစေအဲလုံးကြီးလေးရတော့သုံးနှွာလေးပါအယုတ်ကလေးနဲ့နည်းနည်းလေးပွားနေရတော့တီးခံပေးရမယ်နော်အဲဒီမှာကြည့်တကယ်ကို classic ဖြစ်ဖြစ်လေးပဲစီစဉ်ပေးထားတဲ့ဝစ်စုံလေးဖြစ်ပါတယ်အရန်လာ ရဲ့စီးစာရောင်ဝန်ဆက်ကလေးပါဒီဟာလေးကလေအဲကျွန်တော်ရဲ့ collection လေးပါချစ်ကလေးကကျွန်တော်တို့ရကန်းထွက်ထားတဲ့ collection လေးပါအစင်လေးရကိုစမ်းနေပါတယ်ဒီမှာဆိုရင်လည်းပန်းချဲတီလေးနဲ့ရိုးရိုးလေးပဲစီစဉ်ပေးထားပါတယ်အဲအမားတဲ့အခုနောက်ပိုင်းနဲ့ကောင်းမြတ်ဖန်တီပေးထားတဲ့ပန်းချဲတီလေးနဲ့အဲ့လိုရိုးရိုးလေးပို့ပြီးဝှစ်ချင်မိတယ်လို့ပူဇော်ထားတဲ့အတွက်ကြောင့်ပါအဲချစ်ခင်ရတဲ့အမားအတွက်နောက်ထပ်ဝှစ်စုံလေးနှစ်စုံစီစဉ်ပေးထားပါတယ်ခဏလေးစောင့်ပါဒီမှာကြည့်ပါအောင်ဒါကောင်းမြတ်ကထောရဲ့เนาะ limited collection ကိုပိုင်းရကန်းထွက်ထားတဲ့ချစ်က ကလေးပါအရန်လာတာပဲเนาะအပေါ်ကတရာအောက်ကအလဲကတရာအောက်ဆုံးမှာជីဥစိမ့်လေးနဲ့เนาะပစွန်စီအောင်လေး အဲဟိုပန်းရောင်ရင်းရင်လေးနဲ့ဖောက်ထားတဲ့ချစ်ကလေးပါဒီမှာကြီးဥဇေးရောင်လေးကိုအမကလေးကောင်းမြတ်ချုပ်ပေးထားတယ်ပန်းကျဲဒီရိုးရိုးလေးပဲလူချင်တယ်လို့ပြောထားလို့ရိုးရိုးလေးပဲချုပ်ထားပါလေအရန်လာတဲ့ဝတ်စုံလေးပါနော်အယိုးဆုံးနေရာအဆန်းဆုံးပဲမဟုတ်ဘူးလားဒီမှာဆိုရင်လည်းနက်ပြာနဲ့နော်အဲလိန်ပေါ်နီလေးနဲ့ဆက်ထားတဲ့ချစ်ကလေးပါပန်းကျဲဒီအဝိုက်ကလေးနဲ့ယူထားတယ်လက်ကလေးမှာပါပန်းကျဲဒီလေးထည့်ထားတဲ့ဝတ်စုံလေးပါအမအစိတ်ကြိုက်ဖန်လေးပေးထား ားရဲ့ဝတ်စုံလေးနှစ်စုံဖြစ်ပါတယ်စင်ကာပူဟာတဲ့သားဟာတဲ့အမေအတော်တဲ့เนาะအဲကြော်ကြီးပိုးတဲ့တိုက်ကနေပြီးတော့ဒီမှာလရေပါတိတ်ကလေးနှစ်ထည်ကိုเนาะအိမ်ကအမေမေကိုချုပ်ပေးထားတဲ့မျိုးလေးလိုချင်တယ်ဆိုပြီးတော့ပို့ပေးလိုက်တာတဲ့ဒီမှာကြော်ကြီးပိုးတဲ့တိုက်ကလရေပါတိတ်အတိတ်ကလေးရောက်တာလှလိုက်တာဒီမှာကြည့်ပါဦးဒါလေးရလေးကျွန်တော်တောက်ထိုးတောက် ချုပ်ဖို့အတွက်တောက်မှတ်ပေးထားတာကြည့်ပါအောင်ဘာမှမလုပ်ခင်နေရအောင်ထမိန်ပုံလေးကကြာနေရမဟုတ်ဘူးလားเนาะအဲကြော်ကြီးပိုးတယ်တိုက်ကအစင်လေးတွေကလည်းတတော်လှရယ်လीတတော်လှရယ်အတွက်ကြောင့်ဒီမှာကြည့်เนาะဟိုကတင်လုတ်ပြီးသွားအနေကိုတတော်လှနေတယ်ဒီလိုမျိုးဟိုမိခင်ကိုချစ်ပေးတဲ့သားလေးတွေသမီးလေးတွေကိုတွေ့ရတော့လीကိုကပို့ပြီးတော့လှလှလေးတောင်ပို့ပြီးတော့ချုပ်ပေးချင်ပါတယ်ကဲကျွန်တော်ဖန်တီးထားတဲ့ခြေဝတ်စုံလှလှလေးတစ်စုံနဲ့ထပ်မိတ်ဆက်ပေးပါဦးမယ်ခဏလေးစောင့်ပါ ဒီဝဲစုံလေးဆိုရင်လည်းပိုးစစ်ချစ်ကလေးပါပိုးစစ်ချစ်ကလေးကိုအပွားပြောင်လေးနဲ့ပန်းချဲသေးလေးကိုကယိုးကီရီလေးပဲစီစဉ်ပေးထားတာပါအဲအခုတလောဒီလိုမျိုးရိုးရိုးလေးနဲ့အရင်ဆုံးတွေကိုပဲအများကြီးဖန်တီးပေးဖြစ်နေပါတယ်အဲကျွန်တော်ကိုချစ်ချင်းများစွာဖြင့်အမြဲတမ်းချစ်ပေးတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ကောင်းမြတ်ကွထွားနေအမြဲတမ်းချစ်ခင်လျက်ပါကျွန်တော်ရဲ့ official youtube channel အဲကျွန်တော်ရဲ့ official ကောင်းမြတ်ကွထွားရဲ့ page official tiktok account ကနေပြီးတော့ ့ချက်ချင်းများစွာဖြင့်အမြဲတမ်းအားပေးတဲ့အချစ်တေအားလုံးကိုဒီနေရာကနေအရန်ချစ်တယ်လို့ပြောပြစေတတား